မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဆက်တဲ့ချိန်အတွက်အနည်းငယ်ပေါ့နော်တဲ့တကွက်ကောင်းကိုပြန်လည်များပြသမှာဖြစ်ပါတယ်ကျွန်တော်ဒီဟာထိတ်စီးဒါကအလဲတန်ကအပိတ်ပေါ့နော်ရိုးရိုးရှင်းရှင်းလေးပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လေးပင်ရှားတဲ့တကွက်ဖြစ်မယ်ပေါ့နော်ဒီမှာဆိုရင်ခွန်ခွန်ကိုတပင်ကိုယူမှာဖြစ်ပါတယ်ဒါနိဥကနဲပေါ့နော်ခွန်ခွန်ကိုဖြစ်ပါတယ် ။ Okay ဆက်ပြီးတော့နောက်ထပ်၄ပင်ရှားမှာဖြစ်ပါတယ်။9300 9689563ဒီ689တပင်ဖြစ်မယ်ပေါ့နော်။ Okay ဆက်ပြီးတော့၄ပင်ထက်ချတော့ကျွန်တော်ဒီ၁၇ကြိမ်အတွက်ကျွန်တော်တို့မိုင်ရှင်များကိုပြန်လည်မြောက်ပြီးတော့มาဖြစ်တယ်ခင်ဗျာ။ Okay ကျွန်တော်တို့ဒီလေးလာကြည့်မယ်ပေါ့နော်။ဒီအပေါ်မှာ143ရဲ့အပေါ်မှာနိနိတိတပင်ရှိတယ်ပေါ့နော်ဒီမှာနိနိတိ143 863 23မြောက်ကိုဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ လေးပင်ချာတူတူလေးလာကြည့်အောင်ပါနော်အရင်ဆုံးအနေနဲ့ထိတ်စီးပါနော်အဲ့ဒီထိတ်စီးကိုကျွန်တော်ဒီ6ရက်4ရက်ပေါင်းမယ်ပါနော်4နဲ့6ပေါင်းတာဆိုလို့ရှိရင်30ဖြစ်ပါတယ်ခင်ဗျာဒါအဲ့ဒီမှာဆိုရင်3ညပါနော်4နဲ့6ပေါင်း30 3ညကိုယူထားတယ်โอเคဆက်ပြီးတော့ဒီ3ညနဲ့အညီဖြစ်အောင်ဆိုလို့ရှိရင်ဒီလိုတစ်စောင်းပါနော်3ရက်3ညရဲ့ခွန်ထက်ရဲ့ပေါင်းတော့ ုံးတုံများခွန်ကနန်းသုံးလုံးပေါင်းရှင်း30ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာခွန်ထိပ်စီဖြစ်ပါတယ်ခွန်ထိပ်စီခွန်ခွန်ကိုဖြစ်ပါတယ်ဒီနေ့နေ့တစ်ပြင်းတော့မပါဘူးပေါ့နော်ဒီသုံးပင်ပဲဖြစ်ပါတယ်โอเคဒါဆိုရင်နောက်ထပ်ဒီ900တပင်းမပါဘူးပေါ့နော်ဒီအောက်ကသုံးပင်ကိုပဲကျွန်တော်ဒီလိုလေ့လာကြည့်အောင်ဒီအလေထိန်ကနန်းနှလုံးပေါင်းမယ်ဗောနော်ခွန်နဲ့ကိုးနဲ့ပေါင်းတော့ပေါင်းချင်းဒီ76ဖြစ်ပါတယ်ခင်ဗျာ ခွန်ကိုပေါင်းတာ16 6နဲ့ညီအောင်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တစ်စောင်းထပ်ပေါင်းမှာဖြစ်ပါတယ်ဒီ6ရဲ့4ရဲ့6ရဲ့ဒီ6ထိပ်စီနဲ့ပေါင်းတော့ဒီကနန်း3လုံးပေါင်းရှင်းပါနော်16ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့မှာ6ထိပ်စီဖြစ်ပါတယ်ခင်ဗျာ၄နဲ့6နဲ့6နဲ့ဒီ3လုံးပေါင်းရှင်း6အညီဖြစ်ပါတယ်ပေါ့နော်ဒီမှာ3ညအညီဖြစ်တာဖြစ်ပါတယ်3ညအညီခွန်ထိပ်ဒီမှာဆိုရင်6ထိပ်6အညီဖြစ်ဖို့ဆိုရင်6ထိပ်တစ်ထိပ်တော့ကျွန်တော်6ရှိခွန် โอเคဒီဆက်တဲ့ချိန်မှာတော့ဒီအလေးထိန်ကနချစ်ရဲ့၃ညရဲ့ထပ်ပေါင်းတော့ပေါင်းရှင်းချစ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရှစ်ကိုညရမှာဖြစ်ပါတယ်ဗောနော်အဆွင်းတဆောင်းပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ9နဲ့9နဲ့ထိပ်စီကနန်းတစ်လုံးနဲ့ဒီ၃လုံးပေါင်းလို့ရှိရင်ကျွန်တော်ရှစ်ဖြစ်ရမယ်ဗောနော်ဒါကြောင့်မို့9နဲ့9ပေါင်းအောင်ဆက်လေး လေးကိုကနန်းတလုံးထည့်ပြီးတော့ရှင်းပြအောင်လုပ်ရမှာဖြစ်တဲ့အတွက်လေးကိုလေးနဲ့ပေါင်းပေးရမှာကျွန်တော်ရှင်းဖြစ်တဲ့အတွက်ကြောင့်မို့ထိတ်စီတီလေးထည့်ပြရတာဖြစ်ပါတယ်။အားကြောင့်မို့ထိတ်စီလေးဖြစ်ပါတယ်ခင်ဗျာ။ Okay ။ဒါတနည်းအရာပေါ့နော်။အညီပေါ့နော်ရှေ့ကိုညီအောင်ဖြစ်တဲ့အတွက်ဒီမှာတုံမြောင်းအောင်ညီအောင် တုံညာညီအောင်ခွန်ထိတ်ထဲတယ်၆ညီအောင်၆ထိတ်ထဲတယ်ဒီမှာရှင်းဖြစ်တော့အောင်လေးထိတ်ထဲထားတာဖြစ်ပါတယ်။ Okay ထားပြီးတော့အလေးထိန်ကိုဆက်ပြီးတူတူလေ့လာကြည့်အောင်လားခင်ဗျာ။အလေးထိန်ကကျွန်တော်ဒီ၃နဲ့ဒီ663ပေါင်းမယ်ဗောနော်။ဒီ၃နဲ့ရှင်းနဲ့6နဲ့ဒီကဏ္ဍ၃လုံးပေါင်းရှင်းဒီကျွန်တော်ရှင်းနဲ့6ပေါင်းအောင်ဆက်လေးလေး၃ပေါင်းရှင်း9ဖြစ်ပါတယ်။9ညီရမယ်ဗောနော်။ဒါဆိုရင်ကျွန်တော်ဒီခုနက ဒီအလဲထိန် ပေါ့နော်ဒီအလဲထိန်ခဏနှလုံးထပ်ပေါင်းတာဆိုရင်တောင်ညာနဲ့ခုနှစ်နဲ့ပေါင်းတော့ပေါင်းရှင်းခွန်ခွန်ခွန်ညီထားတဲ့အတွက်ကြောင့်မို့အလဲထိန်ခုနှစ်ဖြစ်ပါတယ်ဒီရှေရှောက်တုံးပေါင်းရှင်းကဏ္ဍတုံးလုံးပေါင်းရှင်းခွန်တောင်ညာနဲ့ခွန်ပေါင်းခွန်ခွန်ရှင်းခွန်ဖြစ်အောင်ပေါ့နော်ခွန်နဲ့ခွန်နဲ့ညီအောင်ဖြစ်ပါတယ် okay နောက်ထပ်လည်းကျွန်တော်ဒီခုနှစ်ရဲ့ရှစ်ကိုရဲ့ပေါင်းပြရမယ်ပေါ့နော်အပေါ်ကလိုမျိုးပဲဒီနိနိတိတပင်မှာပါဘူးပေါ့နော် ဒီခုနှစ်ရဲ့ရှစ်ကိုရဲ့ဒီကနန်းသုံးလုံးပေါင်းအောင်မှာဖြစ်ပါတယ်ရှင်းနေကိုပေါင်းဇက်ခွန်ခုနှစ်ပေါင်းတော့ပေါင်းရှင်းဆက်လေးဖြစ်ပါတယ်လင်းရမှာပေါ့နော်ဒါဆိုရင် အလေထင်ကနန်းနှလုံးပေါင်းရှင်းလေးလေးဖြစ်ရမှာဖြစ်တဲ့အတွက်ဒီ9 6တုံး9 6အလေနဲ့ဒီရှစ်အလေနဲ့ထပ်ပေါင်းတော့ပေါင်းရှင်းလေးဖြစ်တဲ့အတွက်ရှစ်အလေထင်ဖြစ်ပါတယ်ခင်ဗျာဒီနေ့အတွက်မဲ့ထပ်ပြီးတော့ okay ဥမလားပေါ့နော်ဆက်ကြည့်အောင်ကျွန်တော်ဒီရှင်းနဲ့3တုံများနဲ့ထပ်ပေါင်းတော့ပေါင်းရှင်း7ရတာဖြစ်ပါတယ် ။ဒါဆိုရင်ဆက်တဲ့ချိန်အတွက်ဖောင်ရှင်းတည်ဖြစ်ရမယ်ပေါ့နော်။ဒါဆိုရင်ဒီ9ရှိပီတာဖြစ်တဲ့အတွက်ဒီအလစ်ထဲကနန်းတစ်လုံးနဲ့ပေါင်းရင်တည်ဖြစ်ရမယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ဒီအလေထင်က9ဆိုတဲ့အတွက်6နဲ့ပေါင်းမှဆက်တည်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာအလေထင်ဒီ6ဖြစ်ပါတယ်။9နဲ့6ပေါင်းရှင်းဆက်တည်တည်ဖြစ်သွားအောင်ပေါ့နော်။ဒါဆိုရင်အလေထင်က6ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီမှာခွန်ညောင် ုနှစ်အလယ်ထိုင်ထဲထားတာဖြစ်ပါလေပေါ့နော်ပြီးရင်ဒီအောက်မှာတပြင်ကလေးညီတော့အောင်ပေါ့နော်လေးညီတော့အောင်ရှစ်အလယ်ထိုင်ဖြစ်ပါလေဒီမှာတော့ကျွန်တော်တို့တိအလယ်ထိုင်ပေါ့နော် sorry တိညီတော့အောင်6အလယ်ထိုင်ထဲထားတာဖြစ်ပါလေခင်ဗျာဒါကြောင့်မို့လေးထိုင်စီ6အလယ်ထိုင်ဖြစ်ပါလေ okay အပိတ်ကိုဆက်ကြည့်အောင်ပေါ့နော်အပိတ်ကကျွန်တော်တို့ ဒီလေးနဲ့ဒီသုံးနဲ့တစ်ဆောင်ပေါင်းတာဖြစ်ပါတယ်။နင်းနေတဲ့တပြေမှာပါဘူးပေါ့နော်။လေးသုံးပေါင်းရှင်ခုနှစ်ခုနှစ်မြည်အောင်ဆိုလို့ရှိရင်ဒီတစ်ဆောင်ထပ်ပေါင်းမှာဖြစ်ပါတယ်။ရှစ်ထိပ်သုံးများအလေဒီအနောက်ပိတ်တစ်လုံးနဲ့ပေါင်းရင်ခုနှစ်ဖြစ်ရတယ်ဆိုတော့ရှင်းနဲ့သုံးများနဲ့ပေါင်းရှင်းရှင်းနဲ့ဒီကိုးနဲ့ပေါင်းချင်းခုနှစ်ဆိုတဲ့အတွက်ကိုးအပိတ်ဖြစ်ပါတယ်ပေါ့နော်။ Okay ဒီမှာဒါကြောင့်မို့ဒီမှာခွန်ထိပ်ခုနှစ်အလေကိုးအပိတ်ခွန်ခွန်ကိုးတဲ့ပေါ့နော်။ ခွန်တိုင်ခုနှစ်အလဲခွန်ခွန်ကိုတဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့အတိုင်းပဲပေါ့နော်နောက်ထပ်တပင်ကိုဆက်ပြီးကြည့်အောင်ဒီခုနှစ်ရတပင်တော့မပါတော့ဘူးပေါ့နော်။ဒီအောက်ကဒီခွန်နဲ့ဒီလေးနဲ့တဆောင်းပေါင်းတော့ပေါင်းရှင်းဆက်တည်ရတယ်။သူ့လေးတဆောင်းထပ်ပေါင်းမယ်ပေါ့နော်။ရှင်းနဲ့ချောင်းနဲ့ပေါင်းမယ်ပြီးရင်ဒီခွန်နဲ့ပေါင်းရင်ကျွန်တော်ပေါင်းရှင်းတည်ဖြစ်ပါတယ်ပေါ့နော်။ ရှင်နေ6ပေါင်း74 49ပေါင်းတော့ပေါင်းရှင်း27တိဖြစ်တော့အောင်ဖြစ်တဲ့အတွက်ခုနှစ်အပိတ်ထေးထားတာဆိုတဲ့အတွက်68ခုတိဖြစ်ပါတယ်68ခုတိပေါ့နော်ဒီနေ့အတိုင်းပဲပေါ့နော်ဆက်တဲ့ချိန်အတွက်ဆိုရင်ပေါ့ခင်ဗျာဒါဆိုလို့ရှိရင်ဒီ6ဒီ6အလယ်နဲ့ဒီ9အပိတ်နဲ့ပေါင်းတော့ပေါင်းရှင်း79ဖြစ်ပါတယ်ခုနှစ်ညီတော့အောင်ရှင်တဆောင်းထပ်ပေါင်းရတယ်ပေါ့နော်ဒီဘဝလိုမျိုးပဲ တုံးထိတ်စင်းရဲ့ငါအလေထိန်ရဲ့အနောက်ပိတ်တလုံးရဲ့အောင်းရဲ့ကျွန်တော်ခုနှစ်ဖြစ်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ၃နဲ့၅ပေါင်းရှင်းသည့်၈ဖြစ်ပါတယ်၈ကိုနောက်ထပ်ကနန်းအပိတ်တလုံးနဲ့ပေါင်းရင်ကျွန်တော်ခုနှစ်ဖြစ်ရတဲ့အတွက်၉နဲ့ထပ်ပေါင်းမှသာလေ ခုနှစ်ဖြစ်တဲ့အတွက်ကြောင့်မို့၉အပိတ်ဖြစ်ပါတယ်ခင်ဗျာโอเค၉အပိတ်ပေါ့နော် ဒါကြောင့်မို့ဒီဆက်သက်ချိန်မှာလေးဒိတ်စီ6အလေးထိုင်ကိုအပိတ်ဆီပြီးတော့ဒေကနန်းတကွက်ရှာတာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါကျွန်တော်တို့တနည်းအရကျွန်တော်မက်ဆေ့များလေးလာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်မြောက်မရှင်းတက်တက်တာဖြစ်တယ်ပေါ့နော်။ကြိုက်တာမကြိုက်တာတော့မက်ဆေ့ရဲ့တဘောပေါ့နော်။မကြိုက်ဘူးဆိုရင်တော့အတော့မပြူနေပေါ့ခင်ဗျာ။ Okay ဒီ20ကဒီမှာ009ပါနော်နောက်ထပ်၄ပင်6မှာ68ဒီ၄ပင်ထပ်ချတာဆိုရင်ဒီတစ်ပတ်မှာ469တဲ့ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်အနိကလက်ဆောင်အနေနဲ့ပေါ့နော်လက်ဆောင်အနေနဲ့ပေါ့နော်ဒါကလေးပြတဲ့ဟာဖြစ်ပါတယ်နေလက်ဆောင်အနေနဲ့က၄64ဖြစ်ပါတယ်64ကိုကျွန်တော်အားရမယ်ပေါ့နော်64 66အပုတတိထားရမှာဖြစ်ပါတယ်ခင်ဗျာ64ဖြစ်ပါတယ်ပေါ့နော် ဒါကတော့လက်ဆောင်ဖြစ်ပါတယ်။ကျွန်တော်၄၆ကို၄၆လေးအပူများလာပေါ့နော်။ဒီ၄၆လေးတက်ကတော့ကျွန်တော်၄ပြိဖြစ်ပါတယ်။ ကျွန်တော်ဒီမှာထိတ်စီအလေးအပိတ်မှာလဲကျွန်တော်လေးချောင်းလေးရောပါတယ်ဗောနော်ဒီကိုးတုံမှန်နဲ့တုံးလေးချောင်းပရိတ်မှာကျွန်တော်လေးပရိတ်နဲ့လဲကုတ်တီချာနေတဲ့အတွက်ကြောင့်ဗောနော်ကိုးပရိတ်ကလည်းပါတဲ့အတွက်ဒီပရိတ်ထက်ကညီတဲ့ကနန်းကိုမေရှင်များလေးလာလို့ရအောင်တင်ပြရှင်းဖြစ်ပါတယ်နှစ်တုံးလေးဗောနော်အဲ့မှာလေးပရိတ်တင်ငါရှိတော့ပါတယ်ဒီမှာအပူဆိုရင်တော့လေးချောင်းလေးလေးချောင်းချောင်းလေးလေးဖြစ်ပါတယ် ။ Okay နိပရိဒီ၄၆ကောကတော့ကိုပရိပေါ့နော်။နိပရိ9858986သုံးပရိမှာ9599986ဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ခုပေါ့နော်လက်ဆောင်အနေနဲ့ကတော့ကျွန်တော်ဒီမှာ956ဖြစ်ပါတယ်။ဒေါင်းလုံးပေါင်းရှင်းကတော့ကိုပရိဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်မိတ်ဆွေများအားလုံးပဲဒီဆက်တဲ့ချိန်မှာကမ်ပိန်းလို့ရကြပါစေခင်ဗျာ။